ကဲကျွန်တော်တို့ရင်ခွန်ပြောခြင်းတာရော့ဘေးရင်ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့တပတ်တာတပတ်တာမှာကျွန်တော်တို့အဘမင်းသင်ကရဲ့လက္ခဏာပညာကိုကျွန်တော်တို့လမ်းညွှန်မျှဝေသင်ပေးခဲ့တာပညာမွေပေးခဲ့တာအဲအဲ့ဒီအားလေးကိုကျွန်တော်ဒီနေ့ကနေမျှဝေနေတာဖြစ်ပါတယ်အဲ့တော့တပတ်တာတပတ်တာမှာကောင်းလို့ရရာတွေစိတ်ဝင်စားဖို့ကောင်းတဲ့လက္ခဏာအမှတ်အသားတွေနဲ့ကျွန်တော်တို့ပြောပြလမ်းညွှန်နေတာဖြစ်ပါတယ်အဲ့တော့လက္ခဏာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေလည်းအများကြီးကျွန်တော်တို့ တင်ခဲ့ပြီးပါပြီဝင်ရောက်ကြည့်ရှုအားပေးလေ့လာလို့ရပါတယ်အဲ့တော့ဒီတစ်ခါမှာကျတော့သူဟာဥကောင်းလမ်းကြောင်းခေါ်ညံလမ်းကြောင်းပေါ့အဲ့ဒီညံလမ်းကြောင်းကနေပြီးတော့ညံလမ်းကြောင်းထိပ်ပြီးမြင်းကြောင်းတို့လေးထွက်လာတယ်အဲ့ဒီမြင်းကြောင်းတို့လေးကလက်တကြွယ်အောက်တနင်္ဂနွေဂျိုကုံရဲ့အတွင်းဘက်မှာရှိနေတယ်ဆိုရင်တော့ဒီမြင်းကြောင်းအမှတ်သားအလွန်အမတန်ကျွမ်းကျင်သူတွေရဲ့လက်ပါသူတို့တတ်တဲ့ပညာပေါ်မှာသူတို့ကအရန်ကျွမ်းကျင်ပိုင်နိုင်တယ် တည်ကြတယ်စိတ်ဆက်တယ်ဆိုတဲ့လူတွေရဲ့လက်ပေါ့နော်အဲ့တော့တဏှိယဖြစ်သူတို့ဟာဟာလာအရေးအသွေးအရေးချင်းရှိတယ်ကျွမ်းကျင်ပိုင်နိုင်တယ်တည်ထွင်ဖန်တီးနိုင်တဲ့ဆာရေးဆရာတွေဟာလာကဗျာဆရာတွေသိပ္ပံပညာရှင်ကြီးတွေတည်ထွင်ဖန်တီးတဲ့ပုံကိုယ်တွေဟာလာအမှုပညာသမားတွေအဲမာဒီလိုမြင်းကြောင်းအမှတ်သားမျိုးများသောအားဖြင့်ပါတတ်ပါတယ်เนาะအဲ့တော့အဲ့ဒီမြင်းကြောင်းလေးကတော့ကျွန်တော်တို့အဲ့ဒါ အခြားမဟုတ်ပါဘူးကိုဒီမြင်းချောင်းလေးကိုမှပါနေလို့ဟဲ့လားအမှုပညာလောကထဲမှာ네ပယ်မှာအဲကိုကရက်တီမဲ့လုံမယ်ဆိုရင်အောင်မြင်နိုင်ပါတယ်အဲ့လိုပဲသူများရဲ့ရှေးဟိုလမ်းစဉ်ကိုမလိုက်ဘဲနဲ့ကိုတိုင်းတီထွင်ဖန်တီးတဲ့အဲအတတ်ပညာတွေနဲ့ဟဲ့လားရက်တီမဲ့လုံမယ်ဆိုရင်လည်းအဆင်ပြေနိုင်ပါတယ်အဲ့တော့အဲ့မြင်းချောင်းလေးကကျွန်တော်တို့အခုပြတဲ့အတိုင်းပါပဲဒီညံလမ်းချောင်းကနေပြီးတော့နော်အခုလိုညံလမ်းချောင်းကိုဥကောင်းလမ်းချောင်းကိုညံလမ်းချောင်းကိုထိပြီးတော့ထွက်လာမယ်ထွက်လာပြီးတော့သူက အပေါ်ကိုထောင်တက်သွားမယ်မင်းကြောင့်လို့လေးကထောင်တက်ပြီးတော့ तू ကဗာလဲလက်တန်းရဲ့အောက်အဲ sorry လက်တကြွယ်အောက်တနင်္ဂနွေဂျူကုန်ထဲမှာ तू ရှိနေမယ်အဆိုလို့ရှိရင်တော့ဒီပုံကိုတွေကကျွန်တော်တို့တစ်ချိန်ချိန်မှာနာမည်ကျော်ဟာလာအမှုပညာရှင်ကြီးတွေအတီထင်ဖန်ပြီးတဲ့သူတွေဟာလာအရေးချင်းကောင်းတွေကျွမ်းကျင်မှုတွေရှိတဲ့မိတ်ဆွေတွေမှာများသောအားဖြင့်တွေ့ရတဲ့ပါတတ်တဲ့မင်းကြောင့်အမှတ်သားဖြစ်ပါတယ် တော့ကိုယ့်လက်မှာပါနေဒီလောကအခုပြောတဲ့လောကနယ်ပယ်တွေမှာကိုကလောက်ကင်ပဲရက်တီမယ်ဆိုရင်ဖြစ်ပါတယ်အောင်မြင်ပါတယ်ဗျအဲ့တော့ဒါလေးကိုကျွန်တော်တို့ဒီတစ်ပတ်အတွက်လမ်းညွှန်မျှဝေတာဖြစ်ပါတယ်အဲ့တော့နောက်ကောင်းလို့ရလက္ခဏာပညာရေးနဲ့ကျွန်တော်ပြန်ဆုံပါမယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်